အားလုံးပဲမင်္ဂလာပါဖရာသခင်ကိုကြည်စွတော်ချီးမွမ်းပါတယ်ဒီနေ့တော့တဘာဝနိယမဓမ္မရာတွေစူတာတွေကိုလူသားတွေအတွက်ရွေးချယ်ခွင့်ရှိဖို့ဖရာသခင်ကဖန်ဆင်းထားတာဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကြံ့ချက်များနဲ့လေ့လာကြမှာဖြစ်ပါတယ်တဘာဝနိယမနဲ့ဓမ္မရာတို့ဟာဖြစ်မြဲသဘောကိုအခြေခံတူညီစွာဖော်ပြပြီးတော့မှ၎င်းတို့အားလုံးဟာလူသားတွေအတွက်ရွေးချယ်ဖန်ခွင့်ကို ထင်ရှားစေဖို့ဘုရားသခင်ဖန်ဆင်းထားတဲ့ဆမနစ်များပဲဖြစ်ပါတယ်။အဲ့ဒီချက်တွေကိုပို့ပြီးမြင်သာအောင်အဓိကသဘောတရားတွေကိုလူသားရဲ့ရွေးချယ်မှုကိုအဓိကထားပြီးနှိုင်းယှဉ်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။တဘာဝနိယာမဓမ္မတာရွေးချယ်ခွင့်အတွက်နှိုင်းယှဉ်ချက်တွေအရာနံပါတ်၁တဘာဝမှပေးတော်ရွေးချယ်ခွင့်နံပါတ်၂နိယာမမှပေးတော်ရွေးချယ်ခွင့်နံပါတ်၃ဓမ္မတာမှပေးတော်ရွေးချယ်ခွင့်ဆိုပြီးတော့မှဖြစ်ပါတယ်။ဒါကြောင့်နံပါတ်၁ တဘာဝမှပေးသောရွေးချယ်ခွင့်အနေနဲ့နားလည်ဖို့ရန်ဖြစ်တည်မှုဤဗီဇလို့လည်းနားလည်ရမှာဖြစ်သလိုလူဗီဇနဲ့ဖန်ဆင်းခြင်းဆိုလည်းနားလည်ရမှာဖြစ်ပါတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကမကောင်းသောတဘာဝဇာတိပဂတိကို လိုက်မလားအတက်သောတဘာဝဝိညာဉ်တော်ကိုလိုက်မလားဆိုတဲ့ရွေးချယ်ခြင်းမျိုးဖြစ်ပါတယ်လူသားရဲ့အတွင်းစိတ်ဗီဇတဘာဝနှစ်ခုကိုနှိမ့်စင်ရွေးချယ်နေရတာဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်ဒီအကြောင်းအရာကိုနားလည်ဖို့တိက္ကကြီးဇာတိပဂတိနဲ့ဝိညာဉ်တော် တစ်ခါကွေးအတစ်ခေါင်းတဘာဝဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်တစ်ကကြီးဇာတိပဂတိနဲ့ဝိညာဉ်တော်အကြောင်းကိုလေ့လာကြည့်တဲ့အခါမှာဂလာတိ56မှာဝိညာဉ်တော်အားဖြင့်ကြည့်နေလျင်ဇာတိပဂတိဤအလိုကိုမပြည့်စုံစေနိုင်လို့ဖော်ပြတာတွေ့ရပါတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကယုံကြည်သူသည်အပြစ်ဗီဇဇာတိပဂတိတဘာဝကိုလိုက်မလား။တန်ရှင်းသောဝိညာဉ်တော်ရဲ့တဘာဝကိုလိုက်မလားဆိုတဲ့ရွေးချယ်ခွင့်ကို နေ့စဉ်ရင်ဆိုင်နေရပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်တစ်ခါခွေးအတိတ်အဟောင်းတဘာဝကိုလေ့လာကြည့်တဲ့အခါမှာနှစ်ကောင်59မှာအတိတ်သောဖန်ဆင်းခြင်းဖြစ်၏လို့ဖော်ပြတာတွေ့ရတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကလူတဦးဟာခရစ်တော်ကိုလက်ခံခြင်းဖြစ်အဟောင်းတဘာဝအာဒံတဘာဝကိုဆွန့်လွတ်ပြီးအတိတ်သောတဘာဝခရစ်တော်တဘာဝကိုရေးချွဲရတာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1အနေနဲ့ဏိယမမ ပေးတဲ့ရွေးချယ်ခွင့်ကိုဆက်ပြီးလေ့လာဖို့လိုအပ်ပါတယ်။ဒီနေ့အမကမပြောင်းလဲသောစီမင်းလို့လည်းခေါ်တယ်၊လှုပ်ဆောင်မှု၏အကျိုးဆက်လို့လည်းခေါ်ပါတယ်။ဘုရားသခင်ကိုနာခံခြင်း၊ကောင်းကြီးနိယာမကိုရွေးမလား၊မနာခံခြင်းတည်ခြင်းနိယာမကိုရွေးမလားဆိုပြီးတော့မှရွေးချယ်ရမှာဖြစ်ပါတယ်။နိယာမများကလူသားရဲ့ရွေးချယ်မှုတိုင်းမှာအကျိုးဆက်ရှိကြောင်းကိုပြသနေပါတယ်။ဒီကြောင်းကိုနားလည်ဖို့နှစ်ကကြီးပြည့်ညတ်တော်နိယာမ နှစ်ခါခွေဆက်ပြိုးခြင်းနိယာမဆိုတဲ့အကြောင်းလေးကိုတည်ထားဖို့လိုအပ်ပါတယ်။နှစ်ကကြီးအနေနဲ့ပြည့်ညတ်တော်နိယာမကိုလေ့လာကြည့်တဲ့အခါမှာတရားဟောရာ30စကူမှာအသက်ရှင်ခြင်းနဲ့တည်ခြင်းကို၎င်းကောင်းကြီးပေးခြင်းနဲ့ကျင့်ခြင်းကို၎င်းတင်တို့ရှိမှငါထား၏တင်တို့သည်အသက်ရှင်ခြင်းကအသက်ကိုရေးကြလောလို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီဖော်ပြချက်ကဖိယသခင်ဟာလူသားကိုနာခံခြင်းဆိုရက်ကောင်းကြီး နိယာမသို့မဟုတ်မနာခံခြင်းလို့ပြောတဲ့ကျင့်ခြင်းနိယာမနှစ်ခုနဲ့တစ်ခုကိုရွေးချယ်ရန်ဖိတ်ခေါ်ခြင်းဖြစ်တယ်လို့တွေ့ရပါတယ်။ဒါကြောင့်နှစ်ခါကွေးအနေနဲ့စိုက်ပျိုးခြင်းနိယာမကို နားလည်ဖို့လိုအပ်ပါတယ်။ဒီကြောင်းရာကိုဂလာတိ6ရှစ်မှာဇာတိပဂတိကိုစိုက်ပျိုးသောသူသည်ပျက်စီးခြင်းကိုရိပ်သိမ်းရလိမ့်မည်။ဝိညာဉ်တော်ကိုစိုက်ပျိုးသောသူမူကားသာရတက်ကိုရိပ်သိမ်းလိမ့်မည်လို့ဟောပြတာတွေ့ရတယ်။ ီဖော်ပြချက်ကလူတိုင်းဟာနေ့စဉ်မိမိတို့ရဲ့လုပ်ရက်နဲ့အကျံစီများဖြင့်စိုက်ပျိုးခြင်းကိုရွေးချယ်နေရပြီးအဲ့ဒီနေ့မှနေ့ရမရဲ့အကျိုးဆက်ကိုခံစားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဖော်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကောင်းတဲ့ကြီးတုံးအနေနဲ့ဓမ္မရာမပေးသောရွေးချယ်ခွင့်ကိုဆက်ပြီးလေ့လာမှာဖြစ်ပါတယ်။ဒီတရားပေးတဲ့ဓမ္မရာမပေးတဲ့ရွေးချယ်ခွင့်ကတော့ပဂတိဖြစ်မြဲသဘောလို့နားလည်ရမှာဖြစ်ပါတယ်။စံနှုန်းနဲ့အခြေအနေကိုလည်းဆိုလိုခြင်းဖြစ်တယ်။ အပြည့်ရဲ့ဓမ္မရာတည်ခြင်းကိုဆက်ခံမလားခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းဓမ္မရာအသက်ကိုလက်ခံမလားဆိုတဲ့ရွေးချယ်ခြင်းဖြစ်ပါတယ်ပဂရိဖြစ်မြဲသဘောဟာလူသားကိုဘယ်ဘက်မှာနေမလဲဆိုတဲ့ရွေးချယ်ခြင်းကိုပြီးနေတာဖြစ်ပါတယ်ဒါကြောင့်သုံးခါကြီးအလဲနဲ့အမှောင်ဓမ္မရာသုံးခါခွေယုံကြည်ခြင်းဤဓမ္မရာဆိုပြီးတော့မှနားလည်ရမှာဖြစ်ပါတယ်သုံးခါကြီးနေနဲ့အလင်းရဲ့အမှောင်ဓမ္မရာကိုလေ့လာကြည့်တဲ့အခါမှာယောဟန်3:19မှာ အလင်းသည်လောကသို့ဝင်လာတော်လဲလူတို့သည်မိမိတို့အချက်မကောင်းသောကြောင့်အလင်းထက်အမိုက်ကိုတာပြီးချက်ကြည်လို့ပေါ်ကြတာတွေ့ရတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ဟာအလင်းရှင်ခရစ်တော်ဟာပဂတိဓမ္မရာအဖြစ်ထင်ရှားလာတဲ့အခါမှာလူသားများဟာမိမိတို့အချက်ကိုဖုံးကွယ်ဖို့အမှောင်ကိုရွေးမလား။အလင်းရှင်ဖြစ်တဲ့ခရစ်တော်ကိုလက်ခံရင်ရွေးမလားဆိုတဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ဒါကြောင့်သုံးခါဝေးယုံကြည်ခြင်းဤဓမ္မရာဆိုတာကို နားလည်ရမှာဖြစ်တယ်။ဒီကြောင်းရာကိုနားလည်ဖို့အတွက်ယောဟန်3:16မှာယုံကြည်သောသူတိုင်းပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရသိခြင်းငါလို့ဖော်ပြတာတွေ့ရပါတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကဘုရားသခင်ကလူသားများရဲ့တည်ခြင်းတမရာကိုယုံကြည်ခြင်းသည်ဟူသောရွေးချယ်မှုတစ်ခုဖြစ်ထာဝရအသက်ရဲ့ဓမ္မရာကိုအစားထိုးနိုင်စေရန်လမ်းဖွဲ့ပေးခဲ့တယ်ဆိုတာကို နားလည်ဖို့လိုအပ်ပါတယ်။ဒါကြောင့်တဘာဝနေရမနဲ့ ဓမ္မရာတို့ရဲ့အခြေခံဖြစ်မြဲသဘောတွေကိုနားလည်ထားခြင်းအပြင်ကျွန်တို့တို့သာလူသားတွေဟာသူတို့ရဲ့ရွေးချယ်မှုကိုဖရာသခင်ကအလေးထားကြောင်းနဲ့ခရစ်တော်ကိုလက်ခံခြင်းဟာသူတို့ရဲ့အရေးကြီးဆုံးရွေးချယ်မှုဖြစ်ကြောင်းကိုနားလည်စေပါလိမ့်။ဒါကြောင့်ကြံ့ကြံ့များဖြင့်ရွေးချယ်ပိုင်ခွင့်ကိုထင်ရှားစေခြင်းဟာတဘာဝနိယာမနဲ့ဓမ္မရာတို့သည်လူသားကိုရွေးချယ်စေပြီး၎င်းတို့၏ရွေးချယ်မှုအပေါ်တာဝန်ယူစေကြောင်းကိုဖော်ပြနေခြင်းသာဖြစ်ပါသည်။ ါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာတဘာဝနိယမဓမ္မရာဆိုတာတွေလူသားတွေအတွက်ရွေးချယ်ခွင့်ရှိစေဖို့ဘုရားသခင်ကဖန်ဆင်းထားသောစနစ်တွေဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်တဲ့ကြမ်းချက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။နားထောင်သူအားလုံးပေါ်ဘုရားသခင်ဤကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။